ကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံဒေတာအသီးသီးသနေရရာမှာငလျင်လောက်ခတ်သွားပြီဆိုတာနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာအကြောင်းအကျားသတိပေးချက်တွေပို့ပေးလာမဲ့ဆိုဝေးအသုံးပြုတဲ့ညီလန်းကိုပြုတ်ပြောက်ပေးမှာဖြစ်ပါတယ်။ဒီဆိုဝေးလေးကတော့ကမ္ဘာတဝန်းမှာလောက်ခတ်သွားတဲ့ငလျင်များကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေပြီးတော့ဖုန်းထဲမှာ notification တွေပို့ပေးလာပြီးတော့ငလျင်တည်င်းဒီပေးချက်တွေပို့ပေးလာမှာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့ဒီ software ကိုဘယ်လိုအသုံးပြုရမလဲဆိုတာလေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်။ Play Store ထဲမှာတွားပြီးတော့ my acquick alert ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီ software လေးကိုကျွန်တော်ရဲ့ဖုန်းထဲမှာအရင်ဆုံး download ဆွဲယူလိုက်ပါ my acquick software လေးတွေကိုတစ်ချက်ဝင်ပေါ်လိုက်ပါ net ကိုနှိပ်ပေးလိုက်ပါ net ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါအရေးကြီးတာကကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာ location ကိုဖွင့်ထားပေးရမှာဖြစ်ပါတယ် location ကိုဖွင့်ဖို့အတွက်ကျွန်တော်တို့ owner လေးက where using the app ဆိုတဲ့နေရာမှာကိုတစ်ချက်နှိပ်လိုက်ပါ chain in setting နှိပ်လိုက်ပါ ဟိုနားလေးက all time နေရာမှာကိုပြောင်းပြီးတော့ထားပေးလိုက်ပါထွက်လိုက်မယ် skip ကိုထည့်ပြီးတော့နှိပ်လိုက်ပါ neck ကိုထည့်ပြီးတော့နှိပ်သွားလိုက်ပါ allow နှိပ်ပေးလိုက်ပါ finish ကိုဆက်ပြီးတော့နှိပ်လိုက်ပါ app tail ရောက်သွားပြီဖြစ်ပါတယ်ပုံနားလေးက73ဆရှိတဲ့နေရာမှာတစ်ချက်နှိပ်ပါစတိန်ထောက်တစ်ချက်နှိပ်ပေးလိုက်ပါဒီအောင်နာလေးက location နေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာမှာ current location ဆိုတာကတော့လက်ရှိကိုနေထိုင်နေတဲ့ကိုယ့်ရဲ့ နိုင်ငံကိုပဲရွေးတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဥပမာ location မှာနေပြီးတော့ custom နေရာမှာနေပြီးတခြားနိုင်ငံကိုကျွန်တော်တို့ရွေးထားမယ်ဆိုရင် disaster for location နေရာမှာရွေးထားလို့ရပါတယ်ဥပမာမြန်မာဆိုပြီးတော့ကျွန်တော်ရွေးထားလိုက်ပါမယ် okay မြန်မာပါမောက်ကျွန်တော်တို့ရွေးချထားလိုက်မယ်ဒါရောက်နေလိုက်မှာဒါရောက်နေလိုက်ပါ location ကိုမြန်မာပါမောက်ကြောင်းထားလိုက်ပြီးပဲဖြစ်ပါတယ်အာ notification တိုက်နေရာမှာတော့ကျွန်တော်တို့ချက်နေပေးလိုက်ပါ နေရာပိုင်နေရာမှာအခုလူထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရွေးချယ်ထားတဲ့နိုင်ငံ location ရဲ့အနီးအနားမှာဖြစ်သွားတဲ့ငလင်အကြောင်းအရာတွေကိုပဲဒီ application ကနေပြီးတော့ notification ပို့ပေးလာမှာဖြစ်ပါတယ်ဒီအောက်နားလေးက my country နေရာမှာပဲပြောင်းပြီးတော့ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံတွင်းမှာဖြစ်သွားတဲ့ငလင်အကြောင်းတွေကိုပဲဒီပို့ပေးလာမှာဖြစ်ပါတယ်ဒီအောင်နာလေးက worldwide နေရာမှာပြောင်းပြီးတော့ထားမယ်ဆိုလို့ရှိရင်တော့ကဘာတဝင်းမှာရှိတဲ့ပေနိုင်ငံပေဒေတာမှာမဆိုငလင်ဖြစ်ပွားလိုက်ပြီဆိုတာနဲ့မိနစ်ပိုင်းတွင်းမှာကိုယ့်ရဲ့ဖုန်းထဲမှာ notification ပို့လာပြီးတော့ အကြောင်းကြားပေးလာမှာဖြစ်ပါတယ်။ Okay ကျွန်တော်ကတော့ဒီအောက်နာလေးက all white မှာပဲပြောင်းပြီးတော့ထားလိုက်မယ်။ဒီအောက်နာလေးက magnetic တွေ့နေရာမှာတစ်ချက်နှိပ်လိုက်ပါ။ငလင်လောက်ခတ်ထားတဲ့ဘင်းအားအတိုင်းတာဘလောက်တိရှိမှကျွန်တော်တို့ဒီမှာ notification ပို့ပေးလာပါဆိုပြီးတော့ကျွန်တော်တို့ဒီနေရာရွေးချယ်ထားနိုင်ပြီပေါ့နော်။3.0 plus နေရာမှာအနည်းဆုံးကျွန်တော်တို့ထားပေးလိုက်ပါ။ notification setting ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆော့နေရာမှာနေပြီးတော့မှကိုကြိုက်တဲ့ဆွမ်းတန်တွေကိုဝင်ပြီးတော့ရွေးချယ်ထားနိုင်ပါတယ်ဒီနေရာမှာ။ စတင်လေးတွေလုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီထက်ကနေထွက်လိုက်လို့ရပါပြီ။ကဘာတူဝင်ဒေတာတီတီမှာငလေလုတ်ခတ်လိုက်ပြီဆိုတာနေကိုဒီညမှာ notification တက်လာပြီးတော့ပေးနိုင်ငံပေးဒေတာမှာ data scape လောက်နေလုတ်ခတ်သွားနေဆိုတာကိုအခုလိုပြပေးမှာဖြစ်ပါလေဗျတော့ဒီညမှာကျွန်တော်တို့ထောက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လုတ်ခတ်သွားတဲ့ငလေရဲ့အချက်လက်တွေကိုကျွန်တော်တို့ကြည့်လို့ရပါတော့။ data scape က3တက်တမတုံညာလေးရှိပြီဗျတော့နိုင်ငံအချင်း location ပေးညာအကုန်လုံးဒီညမှာကျွန်တော်တို့ဝင်ကြည့်လို့ရပါတယ်။ ကျွန်တော်နိုင်ငံမှာဖြစ်ပြီးဆိုလို့ရှိရင်လည်းနေရသေးတာအလိုက်ကိုနိုင်ငံနဲ့လာပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။မိတ်ဆွေတို့အတွက်အကျိုးရှိလေဆိုရင်တခြားသူတွေပါသိတော့အောင်ဗီဒီယိုလေးကို share လုပ်ပေးတော့နိုင်ပါတယ်။တိုက်နေတက်တယ်ဆိုရင်လည်း like comment များပေးနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။